အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဘောနော် အဲ့ဒါကျွန်တော်တို့ဒီနေ့ညမှာဒါကျွန်တော်တို့ဥရောပဒါကျွန်တော်ဆီမီဖိုင်နယ်ပြီးဆုံးသွားခဲ့ပြီပါတယ်။ဒါယူရိုပါလိရဲ့ဆီမီဖိုင်နယ်ပြီးဆုံးသွားတဲ့ချိန်မှာတော့ဒါအင်္ဂလိပ်အသင်း၃တင်းလုံး၉ပြည့်ရလက်တင်နဲ့အတူဒါကျွန်တော်တို့ယူရိုပါရဲ့ယူရိုပါဆီမီဖိုင်နယ်အပြင်ကိုယူရိုပါဖိုင်နယ်ကိုလည်းတက်လှမ်းသွားနိုင်ခဲ့တယ်။ဒါကျွန်တော်တို့ချက်စီဆိုလဲကွန်ဖရင့်လိကိုတက်လှမ်းသွားနိုင်ခဲ့တယ်ပေါ့။တစ်ဖက်ကဒါဖီယိုရန်တီနာရဲ့ရီယယ်ဘက်တစ်စ်နဲ့ပွဲစဉ်မှာတော့အချိန်ပိုကစားပြီးရီယယ်ဘက်တစ်စ်ကဒါကျွန်တော်တို့ အမ်အန်တိုနီရဲ့ခြေစွမ်းပြမှုနဲ့တူတာကျွန်တော် final ကိုတက်လှမ်းသွားခဲ့ဖြစ်တယ်အဲ့တော့ဒါတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းတဲ့ all english final ဖြစ်သွားရပြီးတော့တစ်ဖက်က chelsea အသင်းနဲ့လက်ရှိကျွန်တော် real betis ဘွဲကိုကြည့်တဲ့အနေထားမှာတော့ real betis ကတော်တော်လေးကိုကောင်းတဲ့အနေထားမှာဆိုတော့ဒါ chelsea အသင်းဘက်ကတော့ကျွန်တော်တို့လွယ်ကူမဲ့အနေထားမှာတော့ကျွန်တော်အနေနဲ့မရှိဘူးလို့မြင်တယ်အဲ့တော့ဒါဒီကိုကျွန်တော် detail လေးပြောအောင်အဲ့တော့ဒါပထမဆုံးပွဲနဲ့ပြောမစမန်ချက်စတာယူနိုက်တက်ဒီမှာမန်ချက်စတာယူနိုက်တက်ဒီနေ့ဒီနေ့ပွဲစဉ်မှာတကယ်ကိုဒါကျွန်တော်တို့ ပထမအတာကျွန်တော်တို့တချို့ movement တွေမှာတော့ယင်ကုံစိတ်လှုပ်ရှားပွေရ movement တွေဒါ United ပြည်သက်တွေကိုဒါကျွန်တော်တို့ပြီးခဲ့တဲ့တည်းမှာပါတယ်ဘီပောင်နေတဲ့ဒါကျွန်တော်ပထမအောင်ဆုံးဒါကျွန်တော်30မိနစ်မှနေဒါတော်တော်လေးကိုတေးသက်လှပတဲ့သွင်းကူနေတူဒါကျွန်တော်သွင်းသွားခဲ့တယ် United ဒါပထမပိုင်းမှာတော်တော်လေးကိုဒါကျွန်တော်လိုအပ်ချက်တွေရှိအထူးသဖြင့်ဒါတတိယပွဲစမှာ United အသင်းရဲ့ဒါ tight စစ်ကစားသမားတွေဖြစ်တဲ့ဒါကာနာချိုတယောက်တော်တော်လေးအပိုင်လုံးတွေကိုဖြုံတိနေတာကိုတွေ့ရမယ်ကာနာချိုရဲ့အနာကက်ကလည်းဒါဒီလိုပွဲစဉ်တွေမှာကြည့်ပြီးရင်တော့ပို့ပို့ပြီးတော့အချိန်တွေဒါကျွန်တော်တို့မတိကြတဲ့အနေထားရောက်လာခဲ့ပြီတော့ပိုက်ပို့ဆိုးလာခဲ့တာအခုလ က်ရှိမှာဒါကျွန်တော်ကနာဂျွေရဲ့နေရာကိုဒါကျွန်တော်တို့ပြန်လည်ပြီးဝင်လာခဲ့တယ်60မိနစ်မှာဝင်လာခဲ့တယ်ဒါကျွန်တော်အာမက်ဒီယာလောကိုမီဆန်မောက်နှစ်ယောက်လုံးကဒီနေ့ပွဲစံမှာတော်တော်လေးကိုရေးပါခဲ့တယ်အာမက်ဒီယာလောဒီနေ့ပွဲစံမှာတကူဖန်တီးပေးခဲ့တဲ့အပြင်ကိုဒါကျွန်တော်တစ်ဖက်က မီဆန်မောင်းဆိုလဲလက်ရှိမှာကျွန်တော်တို့ဒါ2-3သွင်းခဲ့တယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါနီးပြဒါမန်ချက်စတာယူနိုက်တက်နီးပြဖြစ်တဲ့ရူဘင်အာမိုရင်ရဲ့လူစားလဲမှုတွေကတော်တော်လေးကိုအလုပ်ဖြစ်ခဲ့လို့ပြောလို့ရမယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါတစ်ဖက်ရဲ့ Athletic Bilbao အနေနဲ့ဒီကစားကွက်ပုံစံလေးကတော့ဒါမဆိုးဘူးအဆင်ပြေတယ်ရှိယုံ ရှိရုံကလွယ်ရီဘောဘာသိပြီးပြောစမ်းမလို့ပေါ့နော်ဒီဘောကမန်ချက်စတာယူနိုက်တက်အသင်းနဲ့သူတို့ကိုမန်ချက်စတာယူနိုက်တက်အသင်းကိုသူတို့ပရက်ရှာပေးဖို့ကြိုးစားတယ်ဒါပေမဲ့သူတို့အနေနဲ့ဒီနေ့ပေါ်မှာသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့အင်နာကီဝီလီယံနီကိုဝီလီယံတို့မပါလာနဲ့တော်တော်လေးကိုတိတာထင်ရှားလွန်ခဲ့တယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့ပေါ်စင်ကလုံးဝ breaking moment ကတော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့မေဆန်မောက်ဂူရသွားတဲ့အချိန်မှာဒါဝန်ဝန်ဖြစ်သွားတဲ့အချိန်မှာဒါ athletic ဘီဘောင်နဲ့လုံးဝကို break ဖြစ်သွားတာပဲဒါမန်ချက်စတာယူနိုက်တက်ကဒီနေ့ပေါ်စင်မှာကတွင်းကိုရတဲ့ဒါ movement ကတော်တော်လေးကိုနောက်ကျခဲ့တယ်80နာရီမှာမေဆန်မောက်ရဲ့ဒါကြောင့်တေသက်လှပ တွေဒါကျွန်တော်ကန်ချင်းနေဒါဥဆောင်ကိုဟိုဟိုဟို equalizer ဆ ਾਇ ရသွားခဲ့အဲ့တော့ဒီဂိုးကိုသွင်းသားကြမှာ Manchester United အသင်းကလုံးဝနိုင်သွားတာတည်ကြသွားခဲ့ဘာလို့ဆိုတော့ဒါလုံးဝဒါ4-1ဒါကျွန်တော်တို့ဒါနှစ်ကြော့ပေါင်းရလဲ4-1ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လားတည်ကြသွားခဲ့ပြီနော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့တစ်ဖက်က Athletic Bilbao နဲ့မထူးဘူးဘယင်းတော့ဘောင်ပြတ်တိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ Athletic Bilbao နဲ့ဒါအလွန်ကြုံဒါတိုက်စစ်လိုက်ပါမှုရှိခဲ့တယ်ဒီကနေပဲတဆင့်ဒါကျွန်တော် Manchester United အသင်းကပဲဒါတာစီရသွားခဲ့အဲ့တော့ဒီနောက်ပိုင်းပုံစံမှာခြေစွမ်းပြနေတဲ့ကစားသမားဖြစ်တဲ့ Casemiro ကဒါကျွန်တော် minute 80မှာသွင်းတယ် ဒါကျွန်တော်အာမက်ဒီယာလူရဲ့တော်တော်လေးကိုတေသက်လပ်ပါတယ်ပေပိုမူဟာတဆင့်ဒါကျွန်တော် white land တယောက်ဒါကျွန်တော်တို့အတက်ပင်နဲ့သွင်းသွားခဲ့တယ်ဗောနော် white land တို့လည်းဒီနေ့ပွဲစဉ်ရဲ့ဒီသွင်းကတော်တော်လေးကိုကောင်းခဲ့တဲ့သွင်းကိုလူဖြစ်ခဲ့တယ်နောက်ဆုံးသွင်းကတော့ကျွန်တော်တို့တစ်ဖက်ရဲ့ဂိုးသမားရှေ့တက်ပြီးဖြတ်ထုတ်မှုကိုတော့ဒါကျွန်တော်မီဆာမောင်း6နောက်ထပ်ရောက်သွားကျွန်တော်မီဆာမောင်းနေတာကျွန်တော် true season နဲ့လုံးမနေတော့ဘဲလှမ်းကန်လိုက်တဲ့အချိန်မှာဂိုးသွားခဲ့တယ်ဗောနော်အဲ့တော့ဒါမီဆာမောင်းကဒီနေ့ပွဲစဉ်မှာဂိုးသွင်းတာတွေမဟုတ်ဘဲဒါ ruben armoring ပြောခဲ့လို့ပြောမီဆာမောင်းကသူ့ရဲ့အသက်မှာဒါအန်ဝင်ဂွင်ကြဖြစ်နိုင်မဲ့ကစားသမားတယောက်ဖြစ်လာနိုင်မဲ့သူကတော့ဒါမီဆာမောင်းကိုဒါသူရဲ့ရောက် ှင်းခဲ့တဲ့သူအဲစကားပြောခဲ့တာဖြစ်တယ်ဒါသူအနေနဲ့ဒါကျန်တဲ့ကစားသမားတွေအထူးတက်လေလူမပိုးပြောခဲ့တာနဲပင်မဲ့မေဆန်မောင်းနဲ့ပတ်သက်ပြီးတော့ဒါရူဘင်အာမိုရင်းနေနဲ့ဒါသူရဲ့အောက်ရှိမှာပြောခဲ့တယ်မေဆန်မောင်းကသူ့ရဲ့အသင်းမှာဒါအဲဝင်းဂွင်ကြရင်တော့တိတ်ပြီးကောင်းလာတဲ့ကစားသမားတယောက်ဖြစ်တယ်သူပြောခဲ့တယ်တကယ်လို့ဒီနေ့ပုံစံမှာဒါကျွန်တော် twin go တွေကြီးပဲမကြည့်ပဲနဲ့တကယ်တမ်းပြန်ကြည့်မယ်ဆိုတကယ်ကိုဒါမေဆန်မောင်းနဲ့အသင်းမှာ fit in ဖြစ်နေတာကိုတွေ့ရမယ်အဲ့တော့ဒီနေ့ပုံစံမှာ United အသင်းနဲ့ဒါ cancel ပိုင်းကတော့ AC ပါပဲဒါလူတော်တော်များဒီနေ့ပုံစံမှာဒါအိုနာနာကိုလုံးဝအားရချင်တော့မရှိကြဘူးဒါ twin သွားတဲ့ twin go ပါဒါအမှန်တမ်းပြော twin သွားတဲ့ twin go ကလည်းဒါကျွန်တော် 23ပေါ့နော်တော်တော်လေးကိုကောင်းတဲ့ကံကြက်တွန်းတော့အဲ့တော့ဒီနေ့ပုံစံမှာဒါအိုနာနာကိုတော့ကျွန်တော်တိတ်ပြီးအပြစ်မပြောလို့ဘူးဒါပေမဲ့ဒီနေ့ပုံစံမှာကံသွားတဲ့ကံကြက်ကြီးကဒါကောင်းတယ်အဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်ခုနောက်ပိုင်းဒါဥရောပရဲ့ twin go တွေကိုကြည့်မယ်တော်တော်လေးကို classy ဖြစ်တဲ့ twin go တွေကြီးပဲတွေ့နေရတယ်ဒါကျွန်တော်တစ်ဖက်က Spartan ရဲ့ twin go ဆိုလဲဒါ Pedro Bu ရဲ့ twin go တော်တော်လေးကို classy ဖြစ်ခဲ့တာကိုတွေ့ရမယ်ဒီမှာပေါ့အဲ့တော့ဒါဥရောပရဲ့ညာချမ်းတွေကကျွန်တော်အေးပြတ်အကျိုးနှက်ခဲ့တယ်ဒီမှာပေါ့ United ပြည်သက်တွေနဲ့အခုလက်ရှိမှာဒါနောက်ထပ် Portuguese နီးပြတ်တယောက်ကတော့ Europa League final ကိုဒါခေါ်သွားခဲ့ပြီဖလားယူပေးနိုင်တာအဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဂျာတဲမှာဒါအိုလီဂနာဆိုးဟုတ်တယ်အိုလီဂနာဆိုးရှာတယ်ကျွန်တော်ဟုတ်တယ်အိုလီဂနာအိုလီဂနာဆိုးရှာတယ်ဒါ Manchester United ကို Europa League ဂျာတဲမှာတစ်ခေါက်ထပ်ခေါ်သွားခဲ့ပြီအဲ့ဒီပွဲစဉ်တုန်းကစာပြီးအောင်ရှုံးသွားခဲ့တယ်ဒီတစ်ခေါက်မှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းကျွန်တော်ရဲ့အသင်းနဲ့တွေ့မှာဖြစ်ကြတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ခဲ့ဒါပေမဲ့လက်ရှိမှာဒါ Ruben Amorim ကသူ့အနေနဲ့ဒါကျွန်တော်သူ့ရောက်တဲ့ဒါ6လပေါ့နော်ကျွန်တော်ဒါ ချုံလာခွန်လာတွင်မှာအသင်းကိုဖလားရဘူးဘူးအတွက်လက်တကမ်းမဲ့လူတော့အနေထားမှာတော့ရှိတယ်။လက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်ဒီပေါ်ပဖော်မန့်ကပထမပိုင်းမှာလုံးဝကိုအမှန်တကယ်သိပြီးကြည့်လို့အဆင်မပြေခဲ့ဘူး။ဒုတိယပိုင်းမှာမန်ချက်စတာယူနိုက်တက်အသင်းကသူတို့ဘာလုံနိုင်လဲဆိုတာကိုကောင်းကောင်းမွန်မွန်ပြသခဲ့တဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့ကျွန်တော်မှားမယ်တော့မထင်ဘူး။အဲ့ဒါဒီနေ့ပွဲမှာလည်းကျွန်တော်မီဆန်မော့ရဲ့အကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့။အဲ့တော့တစ်ပြေးတစ်ပြေးကြည်လာခဲ့တဲ့အနေထားမှာဂနာချူကမန်ချက်စတာယူနိုက်တက်တင်လာမဲ့နူရာဒီမှာရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့မှပရိသတ်အနေနဲ့သိပြီးနှမျောဖို့အနေထားမှာမရှိဘူးတော့ကျွန်တော်အနေနဲ့မြင်လာခဲ့တယ်မှာပါ။အဲ့တော့ဒီနေ့ပွဲမှာလည်းကျွန်တော်လူငယ် ယ်လေးကစားသမားဖြစ်တဲ့လနိုင်းယူလူကတော်တော်လေးကိုအဆင်ပြေခဲ့တာကိုတွေ့ရမယ်မဆိုးဘူးလို့ပြောလို့ရတယ်ဒါမှပါအဲ့တော့ဒါကျွန်တော်ပေါက်ကွဲဖို့အချိန်တန်ပြီးတော့ပြောရမယ်ပွဲစဉ်ပွဲရလာအဲ့တော့ဒီနေ့ပွဲစဉ်မတိုင်ခင်မှာကျွန်တော်အမှန်တကယ်ကျွန်တော်တော်တော်လေးကိုတီးထားခဲ့တဲ့မူမန်ရှိတယ်အမှန်တကယ်ဒီနေ့ပွဲစဉ်မှာဒါဘိုလိုရဲ့ဂလင်းကဒါ underdog gimmick ပေါ့နော်သူတို့ねဒီနေ့ဒါကျွန်တော်လက်ရှိ၄သင်းမှာရှိရတယ်မှာမသူတို့အသင်ကအားနည်းဆုံးအသင်းတစ်သင်းပေါ့နော်အားနည်းဆုံးအသင်းတွေပြောမယ်ဆိုပြ underdog ဒါ underdog လို့နေရတယ်ဒါကျွန်တော်ပုံမှန်လေးပြောတာ no offense ပဲအသင်းမှာကျွန်တော်ဆော်ကားတာမဟုတ်တာကိုရီအသင်းဆိုတဲ့ခုနလက်ရှိမှာကိုရီအသင်းပဲအမှန်တိုင်းပြောအခုလက်ရှိဒီ United နဲ့သွားမယ့်ချိန်မှာကိုယ်ဝင်တဲ့အားနိုင်မယ့်အနေထားမှာရှိပါဆို Medicine တော့ just shut up man ကျွန်တော်ပြောသေးလားဟိုအဲ့တော့အသက်မှာပွဲမတိုင်ခင်မှာဟာသူတို့ရဲ့ကစားသမား၃ယောက်၄ယောက်လောက်ကပြောတာဟာဒီမှာ Sparting ကဒါကျွန်တော်ခံစစ်ကယူပေါက်တွေရှိတယ်ဒီကနေပြီးတော့ဂိုးတွေ AC တွင်းလို့ရတယ်ဆိုတဲ့ကောင်ကပြောတယ်နောက်တစ်ကောင်ကကြာခဏပြောဆိုသူတို့က press မလုပ်တတ်ဘူး Sparting က press လုပ်တာတအားအားနေတယ်အဲ့ဒီ press ကနေပြီးအဲ့တော့ ပြောချင်တာဗျာစောက်ကြီးစောက်ကြီးတွေအရန်ပြောတယ်ပြီးတော့ခုနကပေါ်လထုံးဝနိုင်တာမီဒီယာတွေမြောက်ထိုးပြီး underdog game ရဟာတက်မှာဒီကျွန်တော်ဘူဒူရဲ့ကလင်းရဲ့အိမ်ဝင်းကအရင်ခေတ်2025မှာဘူဒူရဲ့ကလင်းကဒါဂိုးမသွင်းနိုင်တဲ့ပွဲစဉ်မရှိသေးဘူးဆိုတော့ gimmick တွေနဲ့ဒူလာခဲ့တယ်အဲ့တော့ပြောချင်တာကျွန်တော်ကျွန်တော်ခုနကပေါ်လကျွန်တော် ကျွန်တော်တုံးတယ်ကျွန်တော်ဒီကိစ္စတွေကျွန်တော်မပြောဘူးအားလည်းမချောင်ဒါပေမဲ့ကျွန်တော်တေးတယ်အဲ့လိုမျိုးဆိုကျွန်တော်တေးတာတေးရရင်များအဲ့တော့အမှန်တကယ်ကျွန်တော်တိတ်ကြည့်မရဘူးဘူရုံကလေးပေါ့ဆိုအရန်အားချောင်လုံးဝကြီးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့ဆိုခုနကပေါ့ဆိုပဲဟိုအားချောင်နေဆိုတာအားချောင်နိုင်တဲ့စွမ်းရည်ရှိတယ်အားချောင်နိုင်တဲ့အဆင့်တန်းရှိတယ်ဆိုချောင်ရက်ကိုကလည်းအောက်မှလည်းနေသေးတယ်အားအပေါ်ကလည်းဂျာဟာငါတို့ကဆောင်းဝမ်းမင်းတို့ငါချိန်ပါဆိုတော့ကျွန်တော်ခုနကပေါ့ဆိုကျွန်တော်ဘုရားမှာလေကျွန်တော်ခုနကပေါ့ဆိုပဲကျွန်တော်ဟိုတောင်းတောင်းတက်ပါဒီနေ့ဘုရားခုနကကိုအသက်အမှန်တကယ်ဟို final ရောက်မယ်ဆိုတဲ့ feeling ကြီးရှိပြီးတော့ဒါပေမဲ့ အသက်ထက်မကွဲအောင်ကျွန်တော်ကစိတ်ထဲမှာကိုယ့်အကူဒါ short ထားပါဆိုဟိုအော်ဒါထုံးဝနိုင်ကျွန်တော်တစ်ချိန်ကပုံစံ all english final ထပ်သွားတာကျွန်တော်အသေးရမကွာဒါမှမဟုတ်ဘူးလေကျွန်တော် spa တင်းရပထမဦး twin go ဖြစ်တယ် sulangi twin go ကျွန်တော်အကြီးကျယ်ကျွန်တော် အောင်ပွဲခံလိုက်တယ်ဘာလို့ဆိုတော့စောက်မြေကတ်လို့ဗျာဒီလာကြ personally ပြောတာတမဟာတမဟိုမီဒီယာတွေကဒီ queen ရဆောင်းရခက်ခဲဘလောက်တိစောက်ကြည့်ရုံလေကျွန်တော်လက်ရှိမှာပြပြမယ်မိုးရွာလို့ဆောင်းရဆူနေတဲ့ queen ကိုတော့မှဒါပို့ပြီးတော့စိုးအောင်သူတို့နေပွဲမစခင်မှာ7မိနစ်လောက်အဲ့ queen ကိုရေးထိုင်စုံနေတယ် ဲ့တော့ပြဿနာကဗျာဒီလာခုနကတို့ကတို့ကတို့ကိုတို့အားတောင်အရန်လုပ်ပြတယ်ဒါပေမဲ့ခုန at the end of the day မှာကျွန်တော် spa thing ကမနိုင်သွားခဲ့တယ်ဆောက်ရမ်းကောင်းတော့ပါရယ်ဆိုတော့ goal scoring ကိုရပ်ဗျာ now bloody ဆောက်ချင်းရုပ်လေခင်ဗျားတို့ပြပြမယ်နော်နောက်ဆုံးမိနစ်မှာ diving ထိုးဖို့လုပ်တယ်တို့တွေကခုနကပြောဆိုနောက်ဆုံးငါတို့တခုခုယူသွားမယ်ပေါ့ဗျာအဲ့ဒါပါငါတို့2025မှာ goal twin နဲ့ဆန်ချင်ကြီးကိုမပြအောင်ငါတို့ခုခင်ဗျားဗျာ petro puro ကန်လိုက်တဲ့ဘောလုံးကြီးကဘောလုံးကြီးအလုံးကြီးထိပြီးတော့ကြာလုံးဝလည်းမထိတာဘူးပြောချင်တာဗျာဒါခါကျရင် underdog gaming ဆိုတော့ underdog gaming လို့နေရအောက်ကလည်းနေသေးတယ်ငါတို့ကလည်းဆောက်ရမ်းကောင်းပါရယ်ဆိုတော့အဲ့ဒါ underdog မဖြစ်တော့ဘူးသိလားကျွန်တော်ပြောတာ ော်ပြောချင်တာကဗျာသိလားဟိုအရန်အားချောင်းရင်တော့ကျွန်တော်တို့ကြိတ်ပါပဲအဲ့တော့ပက်ထရိုပိုရိုဂိုးသွင်းသွားကျွန်တော်တို့လေလောက်ပါအဲ့တော့လက်ရှိမှာခုနကပေါ်ဆိုပဲတခါကြရင်ဗျာဟို ဗဂါဒီပြောလို့ပဲကျွန်တော်တို့ကတော့အာမချောင်းကွင်းထဲမှာစကားပြောမယ်ဆိုတဲ့အတိုင်းပါပဲတခါကျရင်ခုနကပြောတာအာချောင်းလုံးဝကြည့်ရင်ချက်လို့မကောင်းလေကကြိတ်ပေးတာအေးဟအားရတယ်အဲ့ဒီနေ့ပုံမတက်တက်ကဲဘာညာရဆိုစပါတင်ရဒါခုနကပြောလို့ပဲတဖက်ဘူရိုးဘောလုံးပေးကဒီနေ့ပုံမှာစပါတင်ရအခုနောက်ပိုင်းမှာတော်တော်စပါတင်နေနေအခုလက်ရှိဒီကန်စတန်၄ယောက်ပြည့်ပြီဆိုရင်တကယ်ကိုကောင်းတယ်တသင်းဖြစ်လာခဲ့တယ်တကယ်ကိုချီချူးဖို့ဒါပေမဲ့ဒီနေ့ပုံမှာနောက်ထပ်ချီချူးဖို့လိုတာကဒါကျွန်တော်စပါတင်ရကွင်းလေကစားသမားတွေပဲဒါဘန်တန်ကဘီဇူးမရဲ့ဒါကျွန်တော်တို့လက်ရှိမှာဒီနှစ်ယောက်လုံးကဒီနှစ်မှာလူပြောခံရဆုံးကွင်းလေပေါ့နော် ဲ့မဲ့လက်ရှိမှာဒီကွင်းလဲအခုလက်ရှိမှာမရှိသုံးသုံးနေရတဲ့ကွင်းလဲဆိုတော့မှန်တယ်ဘီဇူးမဘန်တန်ကားရဲ့လက်ရှိကွင်းလဲကတော်တော်လေးကိုဒါမရှိသုံးသုံးနေရတယ်မဲ့ဘီဇူးမဆိုအခုလက်ရှိမှာဒါကျွန်တော်ကွင်းလဲအပိုင်းမှာ DM နေရာမှာဒါ ဘဒူမော်မရှိတော့တဲ့ကြောင့်သူ့အနေနဲ့ဒါ step up လုပ်ရတယ်။ပန်တန်ကားဆိုခုလက်ရှိမှာဘာဂဝဲတရအစမပြေတဲ့နေရာမှာသူ့အနေနဲ့ဒါ CM နေရာကိုပို့ပြီး shift လုပ်ရတယ်။နေရာလုံးနဲ့နေပွဲတော်မှာတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းပြတယ်။အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်မှာ friend fire ရဲ့ပွဲစဉ်မှာကိုဘူဒူရန်ကလေးအိမ်ဝင်းတဲ့ပွဲစဉ်မှာကိုဒါဒီကစားသမားနောက်တန်းကွင်းလေတော်တော်လေးကိုလှုပ်ဖြစ်ခဲ့တယ်တော်မှာပါတယ်။ကလူဗတ်စကီကဒီနေ့ပွဲမှာခါတိုင်းမြင်နေကြအသိကိုတော့မတွေ့ရဒါပေမဲ့ ဆိုလန်ကြီးကတော့ပွဲကြီးတိုးတယ်ဒါကျွန်တော်တို့စပါအသင်းမှာလိုအပ်နေတဲ့နောက်ထပ်တစ်ခုကပွဲကြီးတိုးတဲ့ကစားသမားပဲဆိုလန်ကြီးကလက်ရှိမှာဒါအသင်းကြီးတွေနဲ့တွေ့ထားတဲ့အချိန်မှာဒါတောက်ရှော့ဂူသွင်းနိုင်ခဲ့တယ်တကယ်ကို impact ရှိတဲ့ကစားသမားတယောက်လို့ကျွန်တော်နေမြင်တယ်ပေါင်ပန်း60ပေးရတာနင်းနေတော့ဈေးမြောင်ပဲမဆိုးဘူးလို့ပြောတော့တစ်ခါအာချောင်းနဲ့ကောင်းလေးရှုံးသွားတာကျွန်တော်ဝမ်းသာတယ်သူများအသင်းရှုံးတော့ကျွန်တော်ခမသိပါတယ်ကျွန်တော်ဒီ channel ကျွန်တော်အရင်တော့ကျွန်တော်ဘယ်လိုပါဘူးပြောမှာဆိုဘန်တာရောကျွန်တော်ဒီဒါမဲ့ရှင်းတယ်အဲ့လိုအာချောင်းနဲ့ကောင်းလေးကျွန်တော်ချိန်ရှင်းတယ်ဒါဘုံမွေလည်းပြောတာအဲ့လိုချိန်မှာဆိုတော့ခုနကပြောလို့အာချောင်းရောတော့မှဟိုအောက်မှာနေသေးတယ်ဟာအဲ့မှာဆောင်းရမ်းနေအာချောင်း interview ဒီမှာအာချောင်းနဲ့တော့ ီးခုနမီဒီယာတွေလည်းမြောက်ပြီးဟာတဲ့မှာတကောင်လေးကွင်းရဆောင်းခတ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ခတော့ဗျာခတော့အားလုံးကြီးကိုရဟဲ့ဒီပဲရမယ်ဒါကြီးဒါပဲငါပြောချင်တာရှက်ရှက်လေးအဲ့တော့ ဟိုမဆိုင်လည်းမဆိုင်ဘူးဗောဒါပဲခုနကဘီးပဲရမှာငါလုံးမသားတွေအဲ့ဒါပဲပြောချင်တာအဲ့တော့ဟိုပြောချင်တာတော့တစ်ဖက်ကတော့ Chelsea တင်းကကျွန်တော်ပွဲစဉ်တာမကြည့်ဖြစ်ခဲ့ဘူးဒါပေမဲ့ Chelsea နဲ့ဒါကျွန်တော်တို့လက်ရှိမှာ Real Betis ကတော့ Conference League Final မှာတွေ့ဖို့တော့ရှိပါတယ်အဲ့တော့ဒါကျွန်တော်တို့ Chelsea အသင်းနဲ့ The Juve Garden တို့ရဲ့အိမ်ကမှာ AC ဘက်ကံသွားခဲ့တယ် Chelsea တင်းဒီနေ့ပွဲစဉ်မှာ Lucien အပြောင်းလဲတော်တော်မြတ်လုပ်ခဲ့တယ်အပြင်ကတော့ရှင်းပါတယ်တို့အနေနဲ့ဒါတော့တစ်ဖက်အသင်းအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာလူငယ်တွေပါဒါလုံးဝကိုထုတ်ကန်သွားတဲ့အထိကိုဒါကျွန်တော်တို့က Boss တို့ပါတို့ဒါကျွန်တော်တို့ အချင်းမောင်းတော့မိုက်ဝတ်စံမှာအော်နောက်မိုက်ဝတ်စံမှာဂျော့ချ်ကတော်လေးကိုဆင်ပြလိုက်ခဲ့ဂျော့ချ်ကလက်ရှိမှာဒါကော်ဖန်ရဲ့နောက်ထပ် product တယောက်ဖြစ်လာမယ်လို့မြင်နေဒါ highlight မှာကြည့်ကောဂျော့ချ်အင်းနဲ့ဒီနေ့ပုံမှာတော်တော်ကြီးကိုဆင်ပြခဲ့တာကိုတွေ့ရမှာတော့ပါဒါပေမဲ့တစ်ဖက်ကလည်းကျွန်တော်တို့ကစားသမား Premier League ကစားသမားဟောင်းတွေပြည့်နှက်နေတဲ့ဒါ Real Betis နဲ့တွေ့မယ် Anthony ဒါကျွန်တော်တို့လက်ရှိဒါ Bella တွေဒီလူကစားသမားတွေရှိနေတဲ့အသင်းနဲ့ဒါ final ပါတော့ဒါကျွန်တော်တို့ Europa final တွေကအခုလက်ရှိမှာဆက်ဖြစ်သွားပြီမြန်မာစံတော်ချိန်ဒါကျွန်တော်တို့အဲ May 20 နှစ်မနက်အပါစောပိုင်းမှာတော့ကျွန်တော်တို့စပါနဲ့ဒါဂျာမန်ချက်စတာယူနိုက်တက်ကတော့ဒါယူရိုပါလိဖိုင်နယ်မှာတွေ့မယ်ပြီးရင်တော့ကျွန်တော်ဂျာတဲ့မှာကွန်ဖရန့်လိဖိုင်နယ်ချယ်ဆီရှိမယ်ပြီးရင်တော့ PSG နဲ့ဒါကျွန်တော်အင်တာမီလန်တို့ရဲ့ချန်ပီယံလိဖိုင်နယ်ကတော့ဒါကျွန်တော်မေ31ဒါကျွန်တော်ဂျွန်1ရက်မနက်ပိုင်းလို့လည်းပြောလို့ရတဲ့ပွဲစံမှာတက်ခံဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ယူရိုပါလိဥကွန်ဖရန့်လိချန်ပီယံလိရဲ့စီးရင်ဖိုင်တွေကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ဖြစ်ပါတယ်အဲ့တော့ဒါအင်္ဂလိပ်သင်းအားလုံးပေါင်း3သင်းတီတီကျွန်တော်ဖိုင်နယ်ကိုတက်လှမ်းသွားပြီဖြစ်ကြောင်းအကုန်လုံးကို congratulation ပါ Manchester United နဲ့စပါကျွန်တော်တို့ဒါ final မှာကိုမင်းတို့နဲ့ကျွန်တော်တို့တွေ့ပြီပေါ့ဗျာနော်ဘာလို့ဖြစ်မှာမသိဘူးအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုညွှန်ပြရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းကြောင့်များစွာကိုညွှန်ပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ် ။ငါလိုက်တဲ့ clip ကိုမမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း youth sport media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါဗျ။မြန်မာလေးတဲ့ clip ကိုမမေ့ကြပါနဲ့။များများ clip မမေ့မနေဖြစ်ပါတယ်။ကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။အားလုံးပဲကောင်းမွန်သောမနေ့ခင်းလေးဖြစ်ပါစေ။ဆုမွန်အောင်တောင်းပေးနေပဲ။ We are going to Bilbao. Tifa ba.